ဘာမာဂိတ်စပို့စ်ချန်နယ်မှာအကောင်းဆုံးပွဲစနေတင်းကလေးညတိုင်းတင်ဆက်ပေးမယ်ကိုရဲရင်ကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show ညကိုအားလုံးပဲမင်္ဂလာပါခင်ဗျာစနေတင်းကလေးတိုင်းမှာပွဲကြီးပွဲကောင်းတွေကိုတင်ဆက်ပေးနေတဲ့ The Big Match Show ကနေပြန်လည်ကြိုဆိုပါရစေအခုကတော့ September 28ရက်တင်းကလေးလေးည7:00နာရီမှာရှင်ပြိုင်ကစားသွားမှာဖြစ်တဲ့ Arsenal နဲ့ Newcastle ရဲ့ပွဲကိုတုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ မနေ့ညကဆိုရင်မန်စီးတီးကလွယ်ပြီးလီဗာပူးနဲ့ချဲစီးတို့လည်းရှုံးပွဲတွေကြုံခဲ့ကြတာကြောင့်မလို့ဒီတစ်ပတ်ကအသင်းကြီးတွေတိုင်ပတ်တဲ့သတင်းပတ်လားလို့ဒီပွဲမှာလည်းကျွန်တော်တို့စောင့်ကြည့်ရမယ်လို့တော့ထင်ပါတယ်။အာဆင်နယ်အတွက်တော့စိန့် James Park ကမန်စီးတီးရဲ့ Etihad ပြီးရင်အယုံကန်ရဆုံးကွင်းလည်းဖြစ်ပါတယ်။ Newcastle ဟာဒီယာဒီမှာယုံကန်နေရတယ်ဆိုပေမဲ့နိုင်ပွဲရဖို့တော့ခက်နေတာမှန်ပေမဲ့တပွဲပဲရှုံးထတာဖြစ်လို့ဤဆက်မရှိတော့တဲ့တိုက်စစ်ပိုင်းကတိုင်ပတ်နေတာကလွဲရင်ကျန်တဲ့အားနဲ့ချက်သိမ့်မရှိဘူးလို့သတ်မှတ်ရမယ်အနေအထားမျိုးဖြစ်ပါတယ်။ ညကလည်း Liverpool ရှုံးထတာကတော့ Arsenal အတွက် Saint James Park မှတ်တမ်းဆိုးတွေကိုခြေပြတ်ဖို့အသင့်ဖြစ်မှာလားဆိုတာကိုတော့ကျွန်တော်တို့လည်းစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့ Wahid Akaza Analysis ဖြစ်တဲ့ကိုစိုးဝင်းစော်ရဲ့သုံးသပ်ချက်ကိုပထမအဦးဆုံးတင်ဆက်ပေးပါမယ်။ကိုစိုးဝင်းစော်ရဲ့မင်္ဂလာပါခင်ဗျာ Newcastle Arsenal ပွဲနဲ့ပတ်သက်ပြီးတော့အခုရဲ့သုံးသပ်ချက်လေးကိုကျွန်တော်တို့ Big Match Show အစီအစဉ်ကိုပြောပြပါဦး။ Newcastle တင်ရဒီအာဒီကစားထားတဲ့ Premier League ၅ပွဲမှာ၄ပွဲ clean sheet ယူခဲ့ပြီးတော့ ကြိမ်မဲ့ရဲ့ကံချက်တွေကိုရင်ဆိုင်ရတဲ့အရေးအတွက်ကလည်း38ကြိမ်မဲ့ရှိပြီးတော့အ ਨੇ ဆုံးမှတ်တမ်းကိုပိုင်ဆိုင်ထားပြီးတော့ expected goal against ကလည်း2.7ပဲရှိပြီးတော့တကယ်ကိုအားကောင်းတဲ့ခန်းစစ်ကစားပုံကိုပြသနိုင်ခဲ့ပြီးတော့သူတို့ရဲ့မာကျော်တဲ့ကွင်းလင်နဲ့ခန်းစစ်စူးစီမှုကဒီရသည်ညူကဆယ်အသင်းရဲ့အသက်လို့ဖြစ်နေသလိုဒီဆက်မရှိတဲ့တိုက်စစ်ကတော့သတိသာသာကိုကြာဆင်းသွားခဲ့ပြီးတော့ကစားသမားတဲ့ဗော်တာမာဒီနေနဲ့ overhander နဲ့ပွဲမှာအနိုင်ကိုသိမ်းခဲ့ပေမဲ့လည်းအသင်းနဲ့အသားမကျသေးပဲနဲ့တောင်ပန်စားသမားတွေဖြစ်တဲ့အီလန်ဂါတို့ဂေါ်ဒွန်တို့ဂျက်ကော့မာဖီတို့ ဟာဗီဗန်စ်တို့ကလှုပ်အားနှုတ်ရဘာမှပြောစရာမရှိပေမဲ့ကလီနီကယ်ဖြစ်တဲ့အပိုင်းမှာတော့တော်တော်လေးကိုအားနေတာကိုတွေ့ရတယ်။ဂေါ်ရိုဆိုဒီယာဒီမှာဘွဲပဲပြစ်တဲ့အကြောင်း၃ဘွဲစတိုက်လွဲချော်ခဲ့ပြီးတော့ဒီနေ့ဘွဲစဉ်မှာပြန်ပါလာဖို့ရှိနေတယ်။ဂေါ်ရွန်ကကိုပေါ့ရှာမတွေ့သေးတဲ့ကစားသမားရဲ့တန်းမှာဂိုးကန်ချက်အများဆုံးလှုပ်ထားပြီးတော့ကန်ချက်၁၀ချိန်ရှိထားတဲ့ကစားသမားကိုမသွင်းနိုင်သေးတဲ့ကစားသမားတွေမှာဘုံမောက်သင်းရဲ့ကွန်လက်ကစားသမားဒေးဗစ်ဘရုတ်ပြီးရင်အများဆုံးဆိုတော့ဒီနေ့မှာဂေါ်ရွန်ပြန်ပါလာမှဘယ်တောင်မှတိုက်စစ်ကဘယ်လောက်ထိအလုပ်ဖြစ်မလဲဆိုတာစောင့်ကြည့်သွားရမယ်။ညတော်မှာလည်းအီလန်ကာက သူ့ရဲ့လှုပ်အားနှုန်းတွေဖြတ်တင်ဖို့တွေကြီးအားတွေနဲ့ပြန်ဘက်ကိုဖိအားပေးနိုင်ပြီမလဲအသင်းဟောင်း Nordian Forum မှာတွေကဂိုးတွေအများကြီးသွင်းတဲ့တိုက်မျိုးမဟုတ်တာကြောင့်တိုက်စစ်ကတော့ဘသူ့ကိုမိခိုးအောင်မလဲဆိုတဲ့ပြဿနာရှိနေတယ်ဒါပေမဲ့သူ့ရဲ့အသားချက်ကတော့ကွင်းလဲပါကွင်းလဲပါဒိုနာလီရဲ့ Bruno Guimaraes ရဲ့ Julian Tan ရဲ့စုစည်းမှုက Premier League ကြိုက်တဲ့အသင်းတိုင်းကိုကောင်းကောင်းစိတ်ခေါ်နိုင်စမ်းရှိတယ်လို့အကယ်၍မာကျော်တဲ့စုဖွဲ့မှုနဲ့ Arsenal ကိုခက်ချမ်းချမ်းနဲ့ကစားလာမယ်လို့ထင်တယ် ယူကဆန်နဲ့ပတ်သက်ရင်နောက်ထပ်အားနည်းတဲ့ချက်ကတော့ရှုကိုပန်ရှင်ရိတ်ကတော်တော်လေးကိုနည်းပြီးတော့5.6ပဲရှိတယ်။သူ့ထက်ပိုနေတာဆိုလို့ပရီးမီးယားလိအသင်းတွေထဲမှာဗီလာတစ်သင်းပဲရှိပြီးတော့ဗီလာကတော့1.9ပဲရှိဆိုတော့ဒီပိုင်းတွေကိုပြင်ဆင်ဖို့လိုလိမ့်မယ်။ဒီနေ့ပွဲစဉ်မှာတော့ယူကဆန်အသင်းမှာကစားသမားတဲ့ဝစ်ဆာဆက်လက်ပြီးတော့လွဲချော်မှာဖြစ်သလိုခွက်လယ်ကဂျက်ကော့ရန်စီလဲပါဖို့မသေးကြဘူး။ဖေဗီယန်ရှားကတော့ဒီကတဲ့ပွဲစဉ်တွေမှာလွဲချော်ခဲ့ပေမဲ့ဒီပွဲစဉ်မှာတော့ပြန်ပါဖို့ညှော်လင့်နိုင်ပဲဖေဗီယန်ရှားပြန်ပါလာရင်တော့ခန်စစ်ကပိုတီငိန်နဲ့အန်ဒီထားကို ယူကာဆယ်နေနဲ့မျှော်လင့်နိုင်မယ်လို့ထင်တယ်။အလ်ဒီတာကတော့အသင်းကြီးနေတဲ့အတွက်ရင်ပို့ပြီးတော့တတိထားချင်းကတ်တဲ့ပုံစံမျိုးမြင်ရပြီးတော့ဒီပွဲမှာတော့စင်ကျင်းပတ်မှာသူတို့ရဲ့အစင်လာဆိုးတွေကိုခြေဖြတ်ဖို့အတွက်ဘလောက်ထိတိုက်စစ်ဖွင့်ကစားမလဲဆိုတာစောင့်ကြည့်သွားရမယ်။အာဆင်နယ်တင်းကစင်ကျင်းပတ်မှာတွားကစားတဲ့နောက်ဆုံး၃ပွဲစတိုက်ရှုံးထားတယ်။အဲ့ဒီ၃ပွဲလုံးလည်းတိုက်စစ်ကဂိုးတကိုးမှမသွင်းခဲ့ဘူး။စင်ကျင်းပတ်မှာတွားကစားတဲ့နောက်ဆုံး၅ပွဲမှာလည်း၄ပွဲထိရှုံးထားတယ်ဆိုတော့စင်ကျင်းပတ်ထရော်မာကိုအာဆင်နယ်တင်းနဲ့ဘလို့ဦးစားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းတယ်။ အာတီတာလက်ထက်အဝေးခွင်မှာရှုံးပွဲအများဆုံးပြိုင်ဘက်ကမန်စီးတီးဖြစ်ပြီးတော့၅ပွဲတိရှုံးခဲ့သလိုညူကာဆယ်ကို၄ပွဲရှုံးခဲ့တယ်ဆိုတော့တော်တော်လေးကိုအာတီတာအတွက်စိတ်ကြိတ်ပတ်ခွင်းကရှုံးကန်အားလေးရှိတဲ့အစင်လာကိုဒီနေ့ပွဲစဉ်မှာဘယ်လိုပုံစံမျိုးခြေဖြတ်သွားမလဲဆိုတာစောင့်ကြည့်သွားရမယ်။အာဆင်နယ်တင်ကတော့အဝေးခွင်နောက်ဆုံး၁၆ပွဲမှာတပွဲပဲရှုံးထားတယ်။အဲ့ဒီရှုံးပွဲကဒီရသည်လီဗာပူးတင်းကိုရှုံးနေခဲ့တဲ့ပွဲ၈ပွဲနိုင်ပြီးတော့9ပွဲတည်ကြထားတယ်ဆိုတော့ရေဘူအားဖြစ်ပြောမယ်ဆိုတော့အဝေးခွင်မှာအာဆင်နယ်တင်းကရလက်ပိုင်းတည်ငြိမ်တယ်လို့ပြောလို့ရတယ်။ ဒီမှာအာဆင်နယ်အသင်းအတွက်မီကယ်အာဒီဒါဘယ်လိုပွဲထုတ်မလဲဆိုတာကဒီပွဲရလနဲ့ဓာတ်ရိုက်ပတ်သက်နေမယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့နျူကာဆယ်ကသူတို့ရဲ့ပုံစံတိုင်းပဲပွက်လက်ကဂရီမာရိုရဲ့ဂျူလင်တန်တို့ရဲ့လှုပ်အားနှုံးနေဖြတ်အားတွေလိုက်အားတွေနဲ့အာဆင်နယ်ရဲ့ကွက်လက်ကိုဗူလီလုတ်ကစားမှဖြစ်ပြီးတော့နျူကာဆယ်အသင်းရဲ့ကွက်လက်ကခက်ချမ်းချမ်းတုံ့ပြန်မှုကိုဘယ်လိုပွားပွားနဲ့နဲ့ကြော်လွှားမလဲဆိုတဲ့အချက်ပဲ။ဒါပေမဲ့နျူကာဆယ်အသင်းရဲ့လက်ရှိကာရက်ဖောင်ကတော့လုံးဝအားရစရာမကောင်းဘူး။ဒီရာဒီကစားထားတဲ့၅ပွဲမှာလည်းတစ်ပွဲပဲအနိုင်ရခဲ့လို့နောက်ဆုံးပရီးမီးယားလိ9ပွဲမှာလည်းတစ်ပွဲပဲနိုင်ထားတယ်။ သုံးဘွဲတည်သုံးဘွဲရှုံးပြီးတော့အဲ့ဒီခုနှစ်ဘွဲမှာဂူမသွင်းနိုင်တဲ့ဘွဲစဉ်က၅ဘွဲအထိပါဝင်ခဲ့တယ်။ဒီခုနှစ်ဘွဲမတိုင်ခင်42ဘွဲမှာဂူမသွင်းနိုင်တဲ့ဘွဲက၅ဘွဲပဲရှိခဲ့တဲ့ဆိုတော့အနေထားနဲ့ရှင်းမယ်ဆိုရင်ယူကဆက်သေးရဲ့တိုက်စစ်အသီးသာသာကြာဆင်းလာတဲ့ဆိုတာကိုခုတ်ကွက်ခွင်းခွင်းမြင်ရတယ်။ဆိုတော့ဒီဘွဲမှာအဓိကစောင့်ကြည့်သွားမယ့်ချက်ကတော့အာဆင်နယ်သင်းနိုင်ဘွဲရမလားဆိုတဲ့အပိုင်းပဲ။ဒီပိုင်းမှာတော့ယူကဆက်ခွင်းမှာအာဆင်နယ်ကဘယ်တော့မှမလွယ်ကူခဲ့ဘူး။အမြဲတမ်းလဲရုန်းကန်ရတတ်တဲ့ယူကဆက်ကအာဆင်နယ်အတွက်အဝေးခွင့်မှာ ကစားရအခက်အခဲဆုံးပြိုင်ပွဲလေးဖြစ်နေတယ်ဒါပေမဲ့နျူကာဆယ်တင်းရဲ့တိုက်စစ်ပိုင်းကလည်းအာဆင်နယ်တင်းရဲ့ခန်းစစ်ကိုဂိုးသွင်းနိုင်ဖို့မလွယ်လောက်ဘူးထင်တယ်အာဆင်နယ်တင်းရဲ့ခန်းစစ်မှာဂါဗီယယ်တို့ဆာလီဘာတို့တင်ပါတို့ကာလာဖီယိုတို့ရှိသလိုကွန်းလန်မှာလည်းဒီဂန်ရိုက်တို့ဇူဘီမန်နီတို့ရှိရဲဆိုတော့ဒီပွဲကနှစ်သင်းပေါင်းဂိုးတွေအများကြီးမြင်ရဖို့မလွယ်လောက်ဘူးလို့ကျွန်တော်ယူဆတယ်ဘယ်ကိုစိုးဝင်းစော်ကတော့ဒီပွဲကနှစ်သင်းလုံးရဲ့မာကျောတဲ့ခန်းစစ်နဲ့ကွင်းလေကစားပုံတွေကြောင့်သွင်းဂိုးတွေမများနိုင်ဘူးဂိုးနှဲပါလိမ့်မယ်လို့သုံးသပ်ခဲ့ပါတယ် နှစ်သင်းလုံးရဲ့ခံစစ်နဲ့ဂိုးသမားတွေရဲ့စွမ်းဆောင်ရည်ကဒီပွဲအတွက်အဆုံးဖြတ်ဖြစ်လာနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်အာဆင်နယ်အားသာတဲ့ထောင်ကန်ဘောတွေနဲ့တဲကန်ဘောတွေကိုလည်းညူကာဆယ်ကကောင်းကောင်းခြေဖြတ်ကစားနိုင်စွာရှိတာကလည်းကျွန်တော်တို့အလေးပေးစဉ်းစားရမယ့်အချက်တစ်ချက်လည်းဖြစ်နေပါတယ်ဒါပေမဲ့လက်ရှိနှစ်သင်းလုံးရဲ့ခြေစွမ်းတဲ့အနေအထားတွေအရဆိုရင်ညူကာဆယ်အသင်းကိုရဖို့ကတော့တော်တော်ကိုမလွယ်ဘူးလို့တော့သတ်မှတ်ရမှာဖြစ်ပါတယ် UNI Visa မကစားနိုင်သေးတယ်လို့ Wolf နဲ့ပွဲမှာ ဝေါ်တာမာဒီကိုစာသွင်းနိုင်ခဲ့တယ်ဆိုပေမဲ့အီလန်ကာရဲ့အန်တိုနီဂေါ်ဒွန်လို့နဲ့ချိတ်ဆက်ကစားပုံကလည်းလိုအပ်နေသေးတာကြောင့်မလို့ညူကာဆယ်တိုက်စစ်ပိုင်းကတော့ဒီပွဲမှာအာဆင်နယ်ကိုဂိုးရဖို့ခက်နေမှာတေးချပါတယ်ဒီတော့ကိုင်ဟာဗက်နဲ့မာဒီခွေကလွဲပြီးတော့တိုက်စစ်ကစားသမားတွေလူစုံလာတဲ့အာဆင်နယ်ကပဲဂိုးရစရာရှိရင်ရသွားနိုင်တယ်လို့တော့သတ်မှတ်ရမှာဖြစ်ပါတယ်ဒါကဒီပွဲကိုအဆုံးဖြတ်ပေးမယ့်အချက်လည်းဖြစ်ပါတယ်စိန့်ဂျိမ်းစ်ပတ်မှာတော့ညူကာဆယ်ကအာဆင်နယ်အတွက်ခက်ခဲလို့နဲ့ပြိုင်ဘက်ဖြစ်တယ်ဆိုတာမှန်ပေမဲ့ ဒီပွဲမှာတော့အားတာစရာရှိရင်အာဆင်နယ်ကပဲအားတာစရာရှိနေတယ်လို့တော့သုံးသပ်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘာမာကိတ်အနေနဲ့တော့အာဆင်နယ်အ ਨੇ ဆုံးတကြီတော့ကစားနိုင်မယ်လို့ယုံကြည်ချင်တာကြောင့်မလို့အာဆင်နယ်ကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ခင်ဗျာ။စနေတနင်္ဂနွေတိုင်းမှာပွဲကြီးပွဲကောင်းတွေကိုတင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ The Big Match Show အစီအစဉ်ပဲဖြစ်ပါတယ်။ဒီပေါ်မှာညီကိုရဲ့ထင်မြင်စချက်လေးတွေကိုကျွန်တော်တို့ဘာမာကိတ်ဗီဒီယိုလေးတွေအောက်မှာလည်း comment လေးတွေပေးသွားနိုင်ပါတယ်။ကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ဘမ္ဘာဂိတ်စပို့စ်ချန်နယ်မှာအကောင်းဆုံးပွဲစနေတနင်္ဂနွေညတိုင်းတင်ဆက်ပေးမယ်ကိုရဲကြီးကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show